ချက်စီပြည်သက်တွေရဲ့မျောလင်းချက်ပြေဝဖို့တပွဲတည်းသာလိုပါတော့တယ်။မင်္ဂလာပါကိုခင်းအစ်တဖုတ်ဘောရှုနဲ့ချက်စီ TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ကျွန်တော်တို့ချက်စီပြည်သက်တွေရဲ့မျောလင်းချက်တွေပြေဝဖို့ချက်စီအသင်းဒီတပွဲတည်းကိုအနိုင်ကစားပေးဖို့သာလိုအပ်ပါတော့တယ်ဒီချိန်မှာချက်စီနဲ့ပတ်သက်ပြီးစိတ်ကျဉ်တဲ့ချင်းရှိချင်းမရှိချင်းတွေကတော့ ပြိသက်တယောက်ချင်းစီအလိုက်ဝိဝါဒကွဲလွဲမှုတွေရှိနေပါလိမ့်မယ်။မိသူမစိုးမှန်ပါတယ်။အရင်တော့ချယ်ဆီရဲ့အောင်မြင်မှုတွေကိုစာလောင်မွတ်သိပ်ပြီးတော့ထတ်တူကြခဲ့ပြီးတော့ချယ်ဆီတင်းကိုအားပေးခဲ့တဲ့ပြိသက်အဟောင်းတွေကတော့ဒီချယ်ဆီကိုဘလို့မှအားရမှာမဟုတ်ပါဘူး။ဘာလဲကွာကစားပုံကစားပေါက်ကဘယ်တော့ခါမှတိကျနေတယ်မှန်ကန်နေတယ်တသမတ်သေးရှိမနေဘူးဘလောက်ပဲမကောင်းတဲ့အသင်းနဲ့တွေ့တွေ့ နိုင်ပွဲတပွဲရဖို့မင်းဖော်ဆောင်နေရတဲ့မာရက်စကာဆိုတဲ့နီးပြကလည်းတာမန်အတင်းတင်းရဲ့နီးပြအဲ့လိုပရိသတ်တွေကလည်းဒါဘလောက်ချစ်ဖို့ကောင်းလဲသူတို့ချယ်စီနဲ့ပတ်သက်ပြီးတော့ဟိုတတိမမွားလေးတွေမလိုချင်ဘူးသူတို့လိုချင်တာကြီးကျယ်ခမ်းနားတဲ့အရာတွေပဲလိုချင်တယ်အဲ့ထဲမှာကျွန်တော်လည်းပါတယ်တဖက်မှာကြတော့လေဟိုချယ်စီကိုအသက်အရွယ်ကနောက်မှအားပေးပြတဲ့ညီကိုတွေရှိမယ်ဗျာအာချန်ပီယံလိဝင်ခွင့်ပြိုင်နေရတယ်ချန်ပီယံလိဝင်ခွင့်ရလဲဒါမဆိုးပါဘူး နိုင်ဘွတ်တပွဲရတော့လဲတခြားပြိသက်တွေလေးတိုက်ချင်းမခံအောင်ငါတို့ကပြန်ပြီးတော့လေးတိုက်ရမယ်ဘာညာခစ်စနစ်ကပြောင်းလဲသွားတဲ့အခါကျတော့လဲနောက်ပိုင်းညီငယ်လေးတွေကိုလဲကျွန်တော်က အပြစ်လို့မမြင်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့ကကျွန်တော်တို့အသက်အရွယ်မှာမဟုတ်ဘူး။၁၀ကျော်သက်ရှိမယ်အသက်၂၀ကျော်အရွယ်ရှိမယ်။ဒီခေတ်ကာလကြီးမှာကြီးပြင်းလာတဲ့အခါကျတော့လေလက်ရှိအခြေအနေဘာပဲဖြစ်ဖြစ်သူတို့ကကောင်းတာပဲလူကျင်ကြတဲ့သူတွေရှိတယ်။ဆိုတော့ကျွန်တော်ဒီလိုပြိတ္တနှစ်စုကြားထဲမှာကြားချပြီးတော့ဆွေးနွေးကြည့်အောင်ကျွန်တော်ကတော့ပြောပြီးနော်အလုံးမှန်တယ်မှန်မှန်ကြီးအကြောင်းလည်းမရှိဘူး။အလုံးကချက်စီကိုချစ်တဲ့စိတ်နဲ့အရင်ခံပြီးတော့ကြည်ကြအားပေးကြတယ်။တို့ပေမဲ့ကျွန်တော်တွေက အရင်တော့ချဲစီလို့မဖြစ်လို့အရင်တော့လို့ကစားသမားကောင်းနေမခေါ်ပေးလို့ချဲစီကိုအာမပေးတော့ဘူးကွာလို့ လုံးလို့မရပါဘူးအာမပေးရင်လေဒါကို့သဘောနဲ့ကိုပေါ့နော်ကျွန်တော်တွေကမပေးနဲ့လို့တော့တားပိုင်ခွင့်မရှိဘူးဒါပေမဲ့ကျွန်တော်တို့ကအာမပေးလို့မရဘူးဒီအသင်းကိုစပြီးရွေးချယ်လိုက်ပြီးဆိုကြတဲ့ကကျွန်တော်ဒီအသင်းကိုတည်တဲ့အထိကျွန်တော်တွေကအားပေးသွားတော့ကို့ချစ်သူကောင်မလေးဆိုရင်တောင်မှဒီတယောက်နဲ့အဆင်မပြေဘူးဆိုနောက်တစ်ယောက်ပြောင်းလို့ရတယ်ဘောလုံးအသင်းတစ်သင်းကအဲ့လိုပြောင်းလို့မရဘူးနော်ဒါပေမဲ့ကတော့ပြောရတဲ့စကားကြားရမှာဘရိုလေကြားရမှာချယ်ဆီကိုအရင်တော့အလိုမျိုးချယ်ဆီဆိုပြီးမမြင်ပါနဲ့တော့ချယ်ဆီဒီလူငယ်လူရွယ်တွေနဲ့အနာဂတ်မှာအောင်မြင်ဖို့အတွက် က်ရည်ရွယ်ထားတဲ့အသင်းတင်းဆိုတဲ့စိတ်ပြက်အားရော့စရာကောင်းတဲ့စကားသူကြားထဲမှာပြောခဲ့တယ်။ Okay အဲ့တော့ကတော့ကအဲ့လိုစကားတွေပြောနေလို့အသင်းပိုင်ရှင်တွေကစောက်တလွဲတွေလုံနေလို့ ကျွန်တော်ရလေမကြိုက်ဘူးလေမှန်နေဒေါသထွက်နေတာပဲရှိတယ်ဘာမှမကိုလုံးလို့မရတာဒီတဲ့ကိုလည်းကျွန်တော်ရှင်းမပြောပြပေါ့ဒီကောင်နေစောက်သုံးမကြလို့အားမပေးတော့ဘူးကွာဆိုလဲလုံးလို့မရတော့မြို့မရှိနဲ့ဘလောက်ပဲစိတ်ပြက်စိတ်ပြက်ခြေသီးပွဲလာရင်ထမကြည့်တဲ့ခြေသီးပရိတ်တဲ့ဆိုတာမရှိဘူးအနည်းနဲ့များတော့ကလစ်ကလစ်ရင်ထဲကဖြစ်ပြီး ghost ခိုးလေးတော့ကြိလိုက်မှာပဲဘလောက်ပဲစိတ်ပြက်စိတ်ပြက်အပြောချင်တာကျွန်တော်မတက်နိုင်ကျွန်တော်ရဟိုကိုနဲ့မဆိုင်တဲ့အရာတစ်ခုကိုဟိုဘယ်လိုပဲပိုင်လို့လည်းမရဘူးဗျာအဝေးတနေရာကပဲဒီတိုင်း chicken မမိုးတွေ့တာနေလို့ပဲရလိမ့်မယ်။ကို့ပြည်တွင်းကကလပ်တင်းတင်းတောင်မှကိုဘာမှမလုပ်လို့မရတာ။အင်္ဂလန်နိုင်ငံကကလပ်ပြဘာမှလုပ်လို့မရအောင်။တိုးတော့ကျွန်တော်တို့ချစ်တဲ့စိတ်နဲ့ပဲရှစ်လျှောက်အရင်ခံပြီးကြည်ရဖို့ရှိ။အဲ့တော့ဆဲရီယာပေါ်လာတဲ့အချိန်မှာရင်ဖွင့်တဲ့အနေနဲ့ဆဲလိုက်မယ်။ အဲကျွန်တော်တို့ဆဲတဲ့စကားတွေပြောတဲ့စကားတွေကြားချင်မှကြားလိမ့်မယ်ကြားမှလည်းမဟုတ်ဘူးတော်တော်ကျွန်တော်တို့ဟိုဒီသင်းကိုချစ်တဲ့စိတ်ကြောင့်ပေါ်ပေါက်လာတဲ့ society တွေကြားထဲမှာရင်ဖွင့်လိုက်ရတဲ့အတွက်ရင်ပော့သွားမယ်အဲဒီလောက်ပါပဲအဲ့တော့ပြောချင်တာကျွန်တော်တို့အရင်တော့ Chelsea ပရိသတ်တွေပဲဖြစ်ဖြစ်အစ်စ်တွေပဲဖြစ်ဖြစ် Anthony Morris ကပြောတဲ့စကားနားခါပေမဲ့စောင့်မြင်ကစရာကောင်းပေမဲ့လက်ရှိအခြေအနေကအဲ့လိုဖြစ်နေကျွန်တော်တို့လက်ခံမယ်အဲ့တော့ဒီအားဒီ Champion League ဝင်သွားလဲမဝင်တာကောင်းပါတယ်ကွာလုံးလုံးမရအောင်ကျွန်တော် Champion League ကြည့်ချင်တယ်အဲ့ဒါပဲဥရောပမှာဘယ်ဖလားမှ Champion League လောက်ဘောင်းမဝင်ဘူးဗျာ Europa ါလိစိတ်ဝင်စားအောင် conference league ဆိုရင်ပြောမနေနဲ့တော့အဲ့ဒီချိန်မှာကျွန်တော်ကတော့ champion league ဝင်ခွင့်ရရှိရအဲ့ဒီ conference league ရဖို့အတွက်ထပ်တောင်းအရေးပါသေးတယ်လို့ထင်တယ် okay အဲ့တော့ကျွန်တော်ရှင်းမှာစိတ်ခံစားချက်အနေနဲ့ပြောပြီးဆိုတော့ကျွန်တော်ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးမယ်ကျွန်တော်တပွဲပဲလို့တော့အဲ့ဒီတပွဲက Northern Forest နဲ့အဝေးကွေ့မှာတွားရောက်ရှင်ပြိုင်ကစားမယ်ပွဲမလွယ်ပါဘူးကျွန်တော်တွေနောက်ဆုံး final ပွဲတပွဲကိုကစားတဲ့ပုံတံတမ်းမျိုးကစားရပါလေကျွန်တော်တို့ Chelsea အသင်းရဲ့ တမိုင်းဆင်လာတယ်ကြည်ကြည်အဲ့လိုဖိုင်နယ်ပွဲတွေမှာအာတွန်ခွန်ဆိုင်နဲ့ကြိုးစားကစားပြီးတော့စုဖလားအလီလီအောင်မြင်မှုတွေရရှိခဲ့ဘူးတဲ့ဒီလူငယ်ကစားသမားတွေအဲ့ဒီအရင်တော့ကစီနီယာကစားသမားတွေရဲ့စိတ်ဓာတ်ကိုအတူယူပြီး ဲ့နောက်ဆုံးပွဲတွေကို fighting spirit အပြည့်နဲ့တိုက်ရိုက်ခိုက်ရိုက်စိတ်အပြည့်နဲ့ကစားဖို့လိုတယ် champion league လို့ဒီ champion league ဝင်ခွင့်ထက်အများကြီးတာတဲ့ပိုတဲ့ဘောလူပွဲကြီးနှစ်ပွဲမှာတော့နောက်ကနေအသင်းတွေကို like ကစားပြီးတော့ပိုဆွဲခဲ့မှုတဲ့အစင်လားနှစ်ချိန်တိုင်တိုင်ရှိခဲ့မှုပါဘိုင်မင်းနစ်ကိုတစ်ချိန်နိုင်မှုတယ် man city ကိုတစ်ချိန်နိုင်မှုအဲ့တော့ကြောင့် northern forest နဲ့ပွဲကခက်ခဲမယ်ဆိုတာမှန်ပေမဲ့ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့ဖန်တီးပိုင်ခွင့်ရှိနေပါရအောင်ဖန်တီးရမယ်ကျွန်တော်တို့ပြည်သက်တွေတောင်များဒီလောက်နော်ဆရာထက်တန်မှု ပြင်းစွာနဲ့ဒီပွဲကိုမျောလင့်တောင်းတနေသေးတာပဲ။ချယ်ဆီကစားသမားတွေအနေနဲ့ချယ်ဆီဂျာစီကိုဝစ်ပြီးတော့တိုက်ရိုက်ကိုစားပြုနေတဲ့ဘောလုံးသမားတွေဘာကြောင့်မျောလင့်လို့မရမှာတော့တပွဲပဲကြံ့မှာတော့တယ်။အဲ့ဒီတပွဲကိုအဝေးကွင်းမှာပဲကန်ရပါစေလို့နိုင်အောင်ကန်ဖို့လိုတယ်။ကျွန်တော်နိုင်အောင်မကန်နိုင်ဘူး။တီကျသွားတယ်ဆိုရင်တခြားအသင်းရဲ့ခြေချော်မှုတနည်းအားဖြင့်သူများအသင်းရဲ့နှာခေါင်းပေါင်းနဲ့အသက်ရှူဖို့စောင့်ကြည့်နေရပါလိမ့်မယ်။တိုးတော့ပရီးမီးယားလိပွဲစဉ်38ကတော့အချိန်တပြေးတည်းကစားမှဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်မှာမန်ချက်စတာယူနိုက်တက်နဲ့အက်စတ ုံလားပွဲရပွဲရလည်းဘလို့ဖြစ်နေတယ်ဘာညာဆိုတာဘေးကပရိသတ်တွေဖုန်းကိုကြည့်ပြီးတော့ရေတမမနဲ့စောင်းကြည့်ရဖို့ရှိတယ်အတလက်စာလည်းပြောကျင်တယ်မန်ချက်စတာယူနိုက်တက်ကလည်းယူရိုပါလိမှာဖလားရရင်တော့ပိုကောင်းတယ်ဖလားရတယ်ဆိုတော့ခံယူချက်မျိုးနဲ့ဖလားမရပဲစိတ်သက်တည်ပြက်ပြားပြီးတော့အိုထရက်ဖို့မှာ အက်စတွန်ဗလာကိုရင်ဆိုင်ရမယ်ခံစားချက်မျိုးမတူပါဘူးရက်ကွက်ပွဲတွေမှာတောင်မှစိတ်ခံစားချက်တွေကအမျိုးဆုံးရှိကြတာဒီလိုမျိုးတော်နမန့်အကြီးကြီးတွေကမ္ဘာအဆင့်ပြိုင်ပွဲတွေမှာတော့ပြောမနေနဲ့တော့အဲ့တော့ဘရုစင်စားကြည့်အက်စတွန်ဗလာနဲ့ပွဲမှာဆိုရင် The United Europa League Champion ဖြစ်သွားခဲ့သည့်ရှိတော့နောက်ဆုံးပိတ်အိမ်နဲ့လွယ်မဲ့ပွဲကိုအမော်ရီအနေနဲ့ Old Trafford မှာတတ်တလွဲလုပ်ဖို့မရှိဘူးအရှုံးနဲ့သူတို့ပိတ်ဖို့အခြေအနေအများကြီးမရှိဘူးဗျာ အနိုင်မရရနေပလိစီမရှုံးအောင်ဆိုတဲ့စိတ်နဲ့ကြိုးစားပါလိမ့်မယ်ကျွန်တော်ဒီပွဲကြောင့်ဘာကြောင့်ထည့်ပြောရလဲဆိုတော့ Chelsea အတွက်အရေးကြီးတယ်ကျွန်တော်တို့ဘက်ကလီနည်းနည်းလေးရှိနေသေးတယ်မတော်တဆငါတို့က Northern Forest ကိုတည်ရချသွားခဲ့သည်ရှိတော့တစ်ဖက်မှာ United အသင်းကလည်း Aston Villa ကိုဒုက္ခပေးနိုင်သွန်းရှိတယ်ဆိုရယ်မျောလင်းချက်အနှဲငယ်လေးပေါ့ဗျာအဲ့နေ့အချိန်ခါရောက်ရင်ကျွန်တော်တို့တေချာပေါက်တည်ရတော့မှာပါပွဲစဉ်38 ောက်တဲ့အခါကျရင်ကျွန်တော် watch along share လုပ်ပေးမယ်ပွဲစဉ်အတိုင်းကို go reset တွေဘယ်လိုရှိတယ်ဘာကြောင့်ကျွန်တော်ညီကိုရင်းနဲ့အတူတူ cast မယ် premier league ပွဲစဉ်38ရောက်တဲ့အခါကျရင် chelsea ပရိသတ်လုံးဝမှာဖြစ်တယ်လို့ aston villa နဲ့ရင်ဆိုင်ကစားရမယ် manchester united ရဲ့အသင်းကိုလည်းအားပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် champion league ဝင်ကွင်းရဖို့အတွက်တပွဲတည်းနိုင်ဖို့သာလိုပါတော့တယ်ခင်ဗျ